သုရေသနဦးစီးဌာနအနေနဲ့ကျန်းမာရေးအသုံးစရိတ်ရဲ့တရားခိုင်နှုန်းကိုသာရရှိပြီးသုရေသနလုပ်ငန်းတွေဆောင်ရွက်ဖို့လုံလောက်တဲ့အသုံးစရိတ်မရှိဘူးလို့ညွှန်ကြားရေးမှူးချုပ်ကပြောဆိုလိုက်ပါတယ်။ဦးစီသူစေရသတင်းပေးပို့ထားပါတယ်ရှင်။အခုလက်ရှိမှာကျန်းမာရေးနဲ့အာဇာဝင်ဌာနအနေနဲ့ကျန်းမာရေးသုံးစရိတ်ကို750ဘီလီယံရရှိရတဲ့ထဲကသုရေသနဦးစီးဌာနအနေနဲ့ကျန်းမာရေးသုံးစရိတ်ရဲ့တရားခိုင်နှုန်းကိုသာရရှိတယ်လို့သုရေသနဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်စင်တန်းက TVB ကိုပြောပါတယ်။ ရရှိလာတဲ့အသုံးစရိတ်အများစုကိုလည်းအစာဦးစားလုပ်တာနဲ့ဝင်နှန်းလာစားပေးတဲ့နေရာမှာအသုံးပြုနေရတာကြောင့်သူစင်နာပြုလုပ်ဖို့အသုံးစရိတ်ကနေပါနေရလို့ပြောပါတယ်။အာပစ္စည်းအင်အားငွေကြေးအင်အားအဲ့ဒါတွေကတော့အမြဲတမ်းထပ်မံဖြည့်ဆည်းရန်လိုအပ်နေတာပဲ။ဥပမာအဖြစ်ကျွန်တော်တို့တွေဒီသူတေသနာဆောင်ရွက်တာမှာနိုင်ငံခြားအထောက်ပံ့အဖွဲ့အစည်းတွေရဲ့ငွေကိုပဲကျွန်တော်တို့ကမျှော်ကိုးနေလို့မရဘူး။ကိုအင်အားနဲ့ကိုတိုင်းပြည်ကကိုအစိုးရပေးတဲ့ငွေကိုအဓိကဦးစားပေးပြီးသုံးနေရတာ ဒါပေမဲ့အဲ့ဓာတွေကခုနပြော infrastructure လို့ခေါ်တဲ့လစာပေးတာတို့အဆောက်အဦတို့ဇယိတ်စကားတွေတုံးလိုက်တဲ့ခါကျတော့သူတေသနာလုပ်ငန်းအတွက်တကယ်တမ်းအဆင်အမှန်တုံးကြတဲ့ငွေကနှဲသွားတယ်။ဘုလဲရှိမှတော့ကျမိုက်နဲ့ပတ်သက်တဲ့သူတေသနာတွေပြုလုပ်ဖို့နိုင်ငံတကာရဲ့အကူအညီနဲ့ပဲဆောင်ရွက်နေရတာဖြစ်ပါလေ။ဒါကြောင့်လာမယ့်ပန်နာနစ်တွေမှာသူတေသနာလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ငွေကြေးပုံမှုတောင်းခံတော့ဖို့ရှိရဲလို့ဆိုပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့လက်ရှိပြည်တော်စုဝန်ကြီးကလည်းဒါကိုသဘောပေါက်တဲ့အတွက်ကြောင့်မို့သူတည်တနာထောက်ပံ့ငွေတွေကိုထပ်ပြီးတော့ဖြည့်ဆည်းပေးဖို့အတွက်ရည်ရွယ်ချက်ရှိပါတယ် ကျွန်တော်တို့ရှိလာမယ့် budget တွေမှာထပ်ပြီးတော့တွန်းမြင့်တောင်းခံသွားမယ်။ဒါကိုလည်းအကျိုးရှိရှိအသုံးပြုသွားမယ်။စေတုစေနာဦးစီးဌာနအနေနဲ့လက်တော်မှာတော့ပြည်ပမှာသူစေနာလုပ်နေတဲ့သူစေတီတွေကိုထောက်မှတ်နာတဲ့ငွေကြေးကတော့စက်သိန်းပေါင်း165တိန်းရှိပြီးပြည်တွင်းမှာလှုပ်ဆောင်တဲ့သူစေနာလုပ်ငန်းအတွက်အသုံးပြုမှုကတော့သူစေနာလုပ်ငန်းတစ်ခုအတွက်စက်သုံးသိန်းဝန်းကျင်ပဲရှိပါတယ်။ဝန်ထမ်းအင်အားအနေနဲ့လည်းဖွဲ့စည်းပုံရ1200ဝန်းကျင်ရှိပေမဲ့လက်လက်နေတဲ့နေရာကတော့900ဝန်းကျင်တိရှိပါတယ်။ကျွန်တော်စီတူကြပါ။